ငါဒီအခုလှုပ်တဲ့ငလင်ကလေကျွန်တော်တို့ဒီမြန်မာပြည်တမိုင်းနဲ့တွက်မယ်ဆိုလို့ရှိရင်ဘယ်လောက်ထိဟိုပြင်းရရှိလဲပေါ့ရှေ့တုန်းကဒီလောက်ပြင်းရရှိတဲ့ငလင်တွေလှုပ်လှုပ်ခဲ့ဘူးလားပေါ့နော်သူကမှတ်ပါတယ်မြန်မာပြည်တမိုင်းမှာဆိုရင်ဒါအကြီးဆုံးငလင်နေတယ်မှာပါတယ်လို့ပြောအောင်ပေါ့နော်ဟိုအခုဒီဟိုမြန်မာပြည်ရဲ့ငလင်လှုပ်နိုင်တဲ့အဓိကနေရာ၃မျိုးရှိတယ်ပေါ့တစ်ခုကတော့အနောက်ဘက်ရခိုင်ကမ်းခြေမှာရှိတဲ့ ဒီတိုးပြီးတော့အောက်ကနေရှော့စိုက်ဝင်နေတဲ့ရေတုကြစိုက်ဝင်တဲ့ပြက်ရွေရှိတယ်ပေါ့နော်ခေါ်ရှိတယ်ပေါ့အဲ့ဒီတခုရှိတယ်နောက်တစ်ခုအခုအလေအော်မှာဖြစ်တဲ့စကိုင်းဖို့ရှိတယ်ပေါ့နော်နောက်တတိယကတော့ဒီရှမ်းပြည်ထဲမှာဖြတ်သွားတဲ့ကြောက်ကြမ်းဖို့ဆိုရှိတယ်ငလင်းစုံသုံးခုရှိတယ်ပေါ့နော်ပြက်ရွေပေါ့တို့ဒီတွင်အရာခေါ်တော့ငလင်းကြောပေါ့အဲ့တော့အဲ့ဒီသုံးခုမှာတခုစီအချိန်စီလုတ်ခဲ့ဦးတယ်ပေါ့တပိုင်းမှတ်တမ်းထဲမှာဆိုရင်ဟိုအရှိဘက်ကဒီတော့ဟိုကြောက်ကြမ်းငလင်းမှာမြေမြုပ်ငလင်းလို့ခေါ်တယ်မြေမြုပ် ငလင်က1912ခုနှစ်မှာထုတ်တာသူကပမာဏ8လောက်ရှိတယ်လို့ဆိုတယ်နောက်တခါအခုပြင်းဝနေရပေါ့တော့အခုပြင်းဝနေနေပြီးတော့အပိုင်းပေါ့အဲ့ဒီအပိုင်းကလည်းပမာဏ8လောက်ကို1839ခုနှစ်ကထုတ်ခဲ့ဦးတယ်ဟိုအကြမ်းင်းတော့ဘာကြီးတော့မင်းလောက်တော့ပေါ့နော်နောက်တစ်ခုကအနောက်ဘက်ကရခိုင်ကမ်းခြေမှာအဲအဲ့လောက်ပမာဏကိုပဲထုတ်ခဲ့ဦးတယ်အဲ့မှာတော့စစ်တကောင်းလောက်ဒီခံရတယ်အဲ့မှာဇူနာမီတက်ဖြစ်ခဲ့ဦးတယ်ပေါ့အဲ့ဒါ1962ခုနှစ်မှာ အဲဓမ္မပြည့်ကလေးမှတ်တမ်းထဲမှာဆိုကနေနေရီယာလိုက်အကြီးဆုံးကလေးနေရီမှာဒီတစ်ခုပေါ့တော့အခုက1839ကနောက်ဆုံးလို့တာဆိုတော့အခုဆိုရင်နှစ်ပေါင်းဟိုတော့ရှိသွားပြီပေါ့နော်တရားနဲ့76နှစ်လောက်ရှိသွားပြီပေါ့နော်အဲ့မှာလှုပ်တာပါဟုတ်ကဲ့ဟိုနှစ်ပေါင်းဒီလောက်အကြာကြီးမှာဒါဟိုဟိုအပြင်းထန်ဆုံးကလေးလို့ပြောလို့ရတာပေါ့နော်ဟုတ်ပါတယ်ငလီနဲ့ပတ်သက်ပြီးတော့ငလီကတော့ဟိုလှုပ်ပြီးသွားပြီဆိုတော့ ဒီလောက်ပြီးကာစားအခြေအနေကျွန်တော်တို့အခုဆိုနိုင်ပိုင်းပေါ့လေအဲ့ဒီအခြေအနေမှာဟိုမြန်မာပြည်ကလူတွေဘာတွေဖြစ်စဉ်ပြီးတော့နေထိုင်တဲ့လေဟိုငလင်ပညာရှင်ကျွမ်းကျင်သူကြောင့်နေလေဟိုဘာများဟိုအကြံပြုခြင်းလဲခင်ဗျာဟိုအခြေခံပြောရတော့မြန်မာပြည်ကငလင်လောက်ခံခံရနိုင်တဲ့နိုင်ငံပဲအဲ့တော့ဟိုဒီကိစ္စကကျူတင်ကာကွယ်လို့ရတဲ့ကျူတင်ပြီးတော့ခံမှန်းလို့ရတဲ့အရာမျိုးလည်းမဟုတ်ဘူးသူတိသနာတွေရ ဒီဝရပဲအချက်လို့ရတယ်ဘယ်နေရာမှာမင်းလေးမမနာဘလောက်ထိတူနိုင်ကြီးရှိတယ်ဆိုတော့အားပဲရှိတယ်ဘယ်ချိန်မှာလုပ်ရလဲမသိနိုင်ဘူးပေါ့နော်အဲ့တော့လူတိုင်းလူတိုင်းကဒီကိုဒီဒီကလေးချန်နေဒီအချိန်မျိုးကြနိုင်တယ်ဆိုတာသိထားတဲ့နဲ့သိရတဲ့ကြောင့်ငလင်းနဲ့ပတ်သက်လာရင်တကယ်တမ်းဖြစ်တာကကလေးလုံးလုံးလူသေးတာမဟုတ်ဘူးပေါ့နော်ကိုအဆောက်အုံကြီးပြိုကျလို့သေးတာဖြစ်တဲ့ကြောင့်အဆောက်အုံကြီးကငလင်းတိုင်းခံနေအောင်ဆောက်ထားတဲ့နဲ့ဆောက်ထားတဲ့ဆိုတာကတော့ ငွေကြီးလို့အရန်ခိုင်အောင်စောက်နိုင်တာတော့တပြူးဖြစ်ပြီးတော့ဒါမှန်လူတွေကလေမိမိအိမ်ဒီမှာဘယ်စိတ်ပိုင်းနေရတော့အထူးဖြင့်တော့တောက်ကျိုးတွေပေါ့နော်ကျင်တွေလိုမျိုးဟိုကလခိုင်တစ်ခုလှဲ့နေဘေးမှာတောက်ကျိုးတဲ့ကော်နာနဲ့ကျင်တွေနဲ့ချိန်လိုက်လို့မျိုးပေါ့နော်အဲ့လိုပဲစောက်ဦးတွေကိုတစ်သားအိမ်ကနေပြီးတော့မှစပြီးတော့ဘုံတော့ကိုအိမ်စောက်ကိုခိုင်ကောက်အောင်ပြင်ထားတဲ့ပေါ့နော်တော်ကပါလေတော့ငလေးရောအစာဝီးကူပြူကြတာတဲ့အစာဝီးထဲမှာရှိတဲ့အစိတ်ပိုင်းတွေပြူကြလို့လဲတည်နိုင်တယ်ထိခိုက်တရားရနိုင်တယ်ဥပမာဆိုတော့ မီးဆိုင်တွေပြုတ်ကြတယ်။နိုင်ငံကဒီဒီပါလေသူဒီကြီးပေါင်းကနေပြီးတော့အုတ်ဒီအပြားလိုက်ကျွေကြတယ်ကျွေကြတယ်အဲဘုန်းနေကျွေကြတယ်အဲအဲ့လိုမျိုးတွေပေါ့နော်ဘီရိုကြီးတွေလဲကြတယ်အဲ့ဒါတွေကြောင့်ထိနေတာဆိုတော့လည်းအနေဖြစ်နေတဲ့နေရာမှာနေရတဲ့အတွက်ကြောင့်မိမိအိမ်ဒီမှာအဲ့ဒါတွေကိုခိုင်းကန့်နေအောင်နိုင်ငံနဲ့တွဲပြီးချိန်ထားတဲ့ပုံစံမျိုးတို့ပေါ့နော်နောက်တစ်ခါအိတ်တဲ့ကရင်နေအိတ်ယာတွေအစဥမာအဲဘုန်းအောက်တဲ့နေရာမှာအိတ်တာတို့ဒီဇိုင်းတွေရဲ့တဲ့နေရာမှာနေတာတော့အဲ့ဒါတွေကိုလည်း ရှောင်တယ်ဒါကြိုတင်ပြင်ဆင်ရမယ့်အပိုင်းမျိုးပြောတာပေါ့နော်အဲအိတ်ကောင်းတဲ့အဆောက်အဦတွေဆိုလဲ retrofit ပေါ့နော် concrete နဲ့ပုတ်သွင်းတာတို့ဒီလိုမျိုးခိုင်အောင်ပြန်လုပ်ထားတယ်ပေါ့နော်အဲကြိုတင်ပြင်ဆင်ရမယ့်အပိုင်းပြီးရင်တော့လူတူးချင်းနေနေကမိသားစုတွေနေနေကနေရာကြီးကလေးလုပ်ရရင်ဘယ်လိုတုတ်ပြန်မလဲဆိုတော့ကြိုပြီးတိုင်ပင်ထားတယ်ရေးကြုံလာရင်အိမ်ပါပေးနေရအလူကြုံဆုံးလဲပေါ့နော်ဒါပညာရှင်တွေပြောတဲ့ open line ဆိုရင်တော့ခိုင်ရတဲ့သပွေးအောက်တို့ကလေးအောက်တို့ကိုပြေဝင်တဲ့နီလာပေါ့နော် နောက်တစ်ခါတော့ပရောဗောက်တူတော့အဲ့လိုပြေးမဝင်ခင်မှာတော့အဲ့လိုမျိုးပြုတ်ကျနိုင်တဲ့အရာတွေအားလုံးနဲ့ဘေးကိုချောင်းရမှာပေါ့နော်အဲ့ဒီကမှမနေတဲ့ပေါ့နော်ဟောပြီးတော့ရှင်ဟိုပြောင်းရောင်ဆက်တွေ့နိုင်ပဲလမ်းကြောင်းတွေရှားပဲနောက်တစ်ခါကလင်းကြောင်းဆက်ဖြစ်လာနိုင်တဲ့အော်ဘီတာရှော့ဖြစ်တာတွေကက်စိုးတွေဆက်ထပြီးတော့ဟောပေါက်ပြပြီးတော့မီးမီးလောင်တာတွေဖြစ်နိုင်တော့အဲ့ဒါတွေအားလုံးအများဆုံးပိတ်တင်တယ်ပေါ့ဘားတွေပိတ်တာတွေအဲပေါဝါမင်းတွေချတာတွေတော့လုတင်တယ်ပေါ့နောက်တစ်ခါတော့အဆောက်အဦနဲ့မှနေရင် ပြေုံပြေးထွက်တာမလုပ်သင့်ဘူးပြင်မာနေနဲ့စောင့်ဝင်တွေကိုပြေးဝင်တာမလုပ်သင့်ဘူးဘာလို့လဲဆိုတော့အဲ့ဒီပြေးဝင်နဲ့ပြေးထွက်တဲ့တကားပေါက်ကြီးပေါင်းကြီးလေကားတွေကပူပြီးကလေးမှအနေဖြစ်တာများတယ်ပေါ့အခုဆိုရင်နေပြည်တော်မှာဖြစ်တဲ့ဝန်ထမ်းရာတွေမှာလည်းအဲ့ဒီအလေကောင်ကလေကားဆက်တဲ့ဟာတွေပဲပြူကြတော့တွေ့ရတယ်မယ်အဲ့တော့ဟိုအဲ့တော့တတိထားတဲ့နဲ့အားလုံးသိရမယ်ပေါ့နော်လမ်းပေါ်မှာအပြင်မှာရောက်နေရင်တော့ကားပေါ်မှာဆိုရင်လည်းကားကိုတနေရာမှာအတင်းရင်းဆုံးနေရာမှာရပ်ပေါ့နော်တတ်တိုင်တွေမီးကျိုးတွေနဲ့လွတ်မဲ့နေရာမှာတနေရာမှာရပ်ပြီးရေကြီးကြီးနေနေတာအကောင်းဆုံးပဲ တော့ကလေးအနေရရှိတဲ့ခါမှာဖြစ်လာပြီဆိုရင်အကြောက်တရားနဲ့အကြောက်လန့်မှုနဲ့ဟိုထိတ်လန့်မှုနဲ့မလျှောက်မလုပ်ပဲနဲ့မရင်ဆိုင်ပဲနဲ့စိတ်ကိုတတ်နိုင်မှတည်တည်ရင်ထားပြီးတော့ရင်ဆိုင်တဲ့နဲ့ပေါ့ဒါပေမဲ့ကလင်းဆိုတာကတော့မြေသားကလှုပ်တာဖြစ်တဲ့တရားလူကတော့စိတ်ไซโคโลจีရတယ်ပေါ့စိတ်စိတ်စိတ်ကတော့ခြောက်ခြားအမှန်ပဲတတိကိုကြီးစားပြီးတော့မှအနေကင်းဆုံးနေရာမှာနေဖို့ပဲအဓိကတော့ပြောချင်တယ်ပေါ့နော်ကလင်းလှုပ်ပြီးပြန်ပြီဆိုရင်လေမိသားစုတွေဆက်တွေ့ဖို့အတွက်ဘယ်လိုဆက်တွေ့မလဲ ဟိုအရေးကြိုရင်ဘယ်လိုလုပ်ကြအောင်မလဲဆိုတာလေးတိုင်ပင်ထားတဲ့နေပေါ့နော်ဟိုနောက်တစ်ခါအပြည့်စည်တွေတွေကနေပြေထုတ်တာတွေလို့ပေါ့လို့အစိုးရအနေနဲ့ကြတော့ဒါတွေကိုပြေထုတ်ဖို့အတွက်စည်ရန်တရားတွေလို့ရမယ်ပေးခြင်းကုတ်တွေပေါ့နော်ကြောက်ဆောက်စီးမင်းတွေလို့ရမယ်ပေါ့နော်အတော့ကလေးနဲ့ပတ်သက်အာမခံတွေလို့ရမယ်ဒါပေမဲ့ဒုနိုင်ငံအနေနဲ့ကြတော့အစိုးရမရှိတဲ့နိုင်ငံဖြစ်နေတယ်ပေါ့ဟိုတို့မြို့သားညီအစိုးရဆိုတာဒီပါပါရှိနေတာရဲ့ညာတာရဲ့တော့ပြည်တွင်းမှာလည်းစစ်တိုက်တဲ့လူကိုပဲအဓိကလို့ရတာဒီအကြောင်းအလင်းဖြစ်လာရင်ချက်ချင်းတုတ်ပြနိုင်ဖို့ဆိုတော့ တော့ခဲ့ခဲ့ခဲ့အခုစေတို့တွေတောင်တင်းတန်ခဲ့ခဲ့ခဲ့နဲ့ကြိုးစားပြီးတော့ကိုကြီးကတင်ဖို့ကြိုးစားနေရတဲ့အခါပြည်သူတွေကကိုကိုကိုအဓိကတော့စောက်ချောက်ဖို့ကတော့ဦးစားပေးဖြစ်မယ်ပြီးတော့မှအချင်းချင်းလည်းစောက်ချောက်ဖို့လည်းလိုတယ်ပြီးတော့ငလင်းနဲ့ပတ်သက်တဲ့ပူတူတာတွေပေါ့ငလင်းပေါင်းဟောတခြားသဘောပီးတွေရဲ့ပူတူတာတွေကိုလည်းလေ့လာပြီးတော့ထားတဲ့တယ်ပေါ့နော်ဒါတလို့တော့ဒီလောက်ပဲပြောချင်ပါတယ်ဟုတ်ကဲ့ဆိုတော့နောက်တစ်ချက်ထက်ဟိုဟာကျွန်တော်တို့ ဒီပြင်းရတဲ့လောက်ကြီးရဲ့ငလျင်ဖြစ်တဲ့အတွက်ကြောင့်မလို့သူကစကိုင်းပြည့်ရွေကြောင်းနဲ့လည်းဆက်ဆက်နေတာဖြစ်တယ်ဆိုတော့ဒီနောက်ထပ်ဒီငလျင်ငယ်တွေတော့မဟုတ်ဒီဒီဟိုငလျင်နဲ့နောက်ဆက်တွဲဖြစ်တတ်တဲ့သဝဘေးအန္တရာယ်တွေဘာတွေများရှိနိုင်သေးလဲပြင်ဆင်ထားဖို့ဘာတွေများလိုအပ်နိုင်သေးလဲအပေါ်တော့နောက်ဆက်တွဲငလျင်တွေရှိတဲ့အခါမှာငလျင်ကြောင်းပရမကြီးငလျင်ကြီးကြောင်းအဲ့ထားတဲ့အာဒီကနောက်ဆက်တွဲငလျင်တွေမှာဆက်ပြီးတော့ပြူကြပေးကြနိုင်တယ်ပေါ့နော် ဒါအဆောက်အုံပိုင်းပေါ့ကျန်တဲ့နေရာမှာလဲတံတားတွေရှီကာတာတွေတော့ဓာတ်စီလောင်ကန်တွေဒါမျိုးတွေမှာကျတော့အဲ့သွားပြီးတော့စိတ်နေတာပေါ့နော်လောင်ကန်တွေစိတ်နေတယ်ရေလောင်ကန်တွေစိတ်နေတယ်အဲ့ဒါတွေကမတိမတားနေပြီးမှဟိုဒေါက်တာကသောက်ဆက်တွေကလေးမှာကြိုးကြတာတွေဖြစ်နိုင်တယ်ဒါကိုလည်းသတိထားဖို့လိုတယ်ပေါ့နော်အဲ့တော့ဒုံးစားတိုင်းအစိုးရဆိုတော့အမြန်လိုက်ပြီးစစ်ဆေးရတော့ဒါတွေဘယ်ယာတွေမှာထပ်ဖြစ်နိုင်ကြည်ရှိသေးလဲဆိုတာဆေးရတယ်အခုတည်းကတော့သိတော့မထင်ဘူးပေါ့နော်သူတို့ဒါမှလုပ်နိုင်မယ်မထင်ဘူး အဲ့တော့ကိုကိုကိုဒါကိုသတိထားမယ်အပိုင်းပေါ့နော်နောက်တစ်ခါငလေးနဲ့တွဲပြီးဖြစ်တာတွေက liquid fashion လို့ခေါ်တာပေါ့နော်တဲတွေတဲရည်တွေပြော်ပြီးတော့ပြေးသားအပ်ပြီးတော့ပန်းထွက်တာတွေရှိတယ်အဲ့ဒီကရေရောက်ရည်ပြက်ရည်တွေပြောင်းသွားတာတွေလည်းရှိတတ်တယ်အဲ့ဒါတွေအကြောင်း liquid fashion ကစောက်ကူးတွေကိုဖြူစီတဲ့ရေးကြီးတဲ့အကြောင်းလည်းဖြစ်တော့အဲ့ဒါတွေကိုလည်းဟိုသတိထားတဲ့တော့ပေါ့နော်အမြဲတမ်းဒါမျိုးတွေဖြစ်လာနေလဲဆိုတော့သတိထားပြီးကြည့်နေတဲ့လည်းပေါ့နော်အဲ့တော့နောက်တစ်ခါ အဲဒီမီအန်ဒီကတော့ဖြည့်ယူဖြစ်စေမယ်ငလင်းလုတ်ပြီးတာနဲ့မီကအပြင်းလောင်နေရှိတယ်အဲ့တော့သတိကြီးသွားထားပြီးအဲ့ဒါကိုချက်ချင်းဟိုခုနပြောတဲ့တတော်နိုင်တဲ့စိတ်ပိုင်းတွေကိုချက်ချင်းဟိုတော့တက်ငွေဦးတွေပဲစိုးတွေတော့ပါမင်းပေါ်လိုင်းနေဒါတွေကပြန်ပြန်သတိပေးရအသီးသားပဲပိုင်းနေပေါ့နော်တောင်ပြူတာတွေမီးပြူတာတွေမှလည်းအက်သွားနိုင်တယ်တောင်တင်တောင်တောင်းတွေကအက်ပြီးတော့သူတို့ကတော့မိုးရွာတော့မိုးရွာတီကြမှပြူကြတတ်တယ် အဒီငလေးရဲ့ sequence က consequence ကဟိုဟိုဒီဒါဆက်ပြီးတော့ဒုက္ခဆက်ပြီးနိုင်တယ်လို့လည်းပန့်ထားလို့ရတယ်။ဟုတ်ကဲ့ဆိုတော့နောက်ဆုံးတစ်ချက်ပါပဲဟိုဟာဒီအခုကတော့ဒီမြဝပြည်ကမြဝပြည်အခြေအနေကတော့သိရတိုင်းပဲစစ်အစိုးရအုပ်ချုပ်နေတဲ့ကာလလေးဖြစ်တယ်။တစ်ဖက်မှာလည်းကျွန်တော်တို့ဒီဘက်ဟိုဟို NUG အပါဝင်ပေါ့လေအားလုံးဒီလွတ်တော်ကိုယ်စားလှယ်တွေကောဒီပြီးတော့အရင်တုန်းက ဟိုကုညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာပါဝင်ခဲ့ကြတဲ့ပရိဟိတသမားတွေရောအားလုံးကနိုင်ငံပြပောက်ထွက်ပြေးနေကြရတဲ့အခြေအနေဖြစ်နေအောင်ဆိုတော့ NGO အနေနဲ့ဒီအခြေအနေပေါ်မှာဟိုဘာပြောချင်လဲဘာအကြံပြုချင်လဲပြီးတော့ NGO ကရောဘာရိကုညီကယ်ဆယ်ပေးနိုင်လဲလုပ်ပေးနိုင်လဲခင်ဗျာအခုကတော့အကုန်လုံးဟိုမြို့နယ်တိုင်းမှာအခုသူစိုးမိုးနိုင်တဲ့နေမီတိုင်းမှာတဘောပေးရနေရဲ့အဲနေပတ်တဲ့ဟိုကိုတောင်ဝန်ကနေလည်းရှိတယ်နောက်ပြီးတော့အဲ့အတွက်ကိုလည်းအခွန်အောက်ထဲကနေလည်း ရင်းပေါ်တို့ပြန်ရေးအတွက်ကိုခြံထားတာလည်းရှိတယ်ပေါ့နော်အဲ့ဒီကနေခုနပြောတဲ့ဟိုဒုက္ခရောက်တဲ့လူတွေဝိုင်းပြီးချက်ချင်းကူညီဖို့လည်းရှိတယ်အဲ့ဒီချက်ချင်းလည်းတို့အမိသားတွေခစရာအုပ်ချုပ်ရေးပြည်သူ့အုပ်ချုပ်ရေးဖွဲ့တွေကိုလည်းကြေညာထားပြီးပေါ့နော်ကျန်တဲ့ဝန်ကြီးဌာနတွေကာဝေးရေးတို့ကျန်တဲ့ဌာနတွေလည်းပေါင်းဆက်ပြီးတော့လုပ်ဖို့ဆိုအောင်ချက်ချင်းလည်းတို့တွေလုပ်နေပါတယ်စိုးမိုးတိုင်းနဲ့နေပြည်တော်ပေါ့နော်အစိုးမိုးတိုင်းနဲ့နေပြည်တော်မှာတော့လည်းပြည်သူလူထုကိုအသိပညာပေးတဲ့လုပ်ငန်းဟောပဲအဓိကလုပ်ရတော့ပေါ့နော်တော့ကလေးလုပ်တယ်ဆိုရင်တို့တို့အစိုးရချက်ချင်း ကြည်ညာနိုင်ခဲ့တယ်ကြည်ညာတယ်ပေါ့နော်အဲ့ဒီကြီးပါအခုချိန်ဒီစကားစားရဘယ်တော့ကြည်ညာလဲတော့မသိဘူးပေါ့နော်တို့တော့တော့ကြောက်လုပ်ခဲ့တယ်ပညာပေးတဲ့လုပ်ငန်းတွေလည်းလုပ်နေတယ်အခုလည်းလူကြီးတွေကိုယ်တိုင်အထွက်ပြီးတော့စာနာရေးကြောင်းနဲ့အားပေးစကားတွေလည်းပြောနေကြတယ်ပေါ့အဲ့တော့စုလူလာတော့အခုကနိုင်ငံတကာအကူအညီရဖို့လေတို့ကလည်းတောင်းဆိုတယ်ဖြစ်နိုင်တော့တို့တွေကိုပြို့ဖို့ပြည်သူလူထုတဲ့တဲ့ကိုအကြည့်အောင်ရောင်းနေမှုလေဒါကိုဝိုင်းပြီးတော့ဖြစ်တဲ့လမ်းကြောင်းအားလုံးနဲ့အကူအညီဖို့စီစဉ်နေပါတယ်